ကွာပြီးခဲ့တဲ့နှစ်ရက်လောက်ကကျော်350ဒဏ်ရရတာရှိသေးတယ်အဲ့ဒဏ်ရရကတေဦးမှာတော့ပြေဦးမှာစဉ်းစဉ်းလောက်ထားတော့တေဖို့ပြင်ပြအောင်အော်ညီနုမလည်းကွာဒီပုံစံတိုင်းဆိုရင်တက်ချုပ်ကနေသူ့လက်ဘင်းကိုကျိုးကွင်းတကွင်းပြီးတကွင်းပြီးစွတ်ဟမ်ကိုးရောက်နေသူ့အမျိုးတွေပြောက်တော့မှာကွာအားလုံးပဲမင်္ဂလာပါ ANT channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာမြန်မာနိုင်ငံသတင်းထုတ်သတင်းဝန်တွေကိုနေ့စဉ်နဲ့ပြင်ဆင်ပေးတာမို့ကျွန်တော်ရဲ့ channel ကို subscribe လေးဒေတာပေးဖို့ပြောကြားချင်ပါတယ် ဘဲကိစ္စကဘယ်လိုဖြစ်တာလဲဆိုတော့ဗျဒီကျွန်တော်ဒီပဲလောကမှာဒီပြောမှဆိုတော့ဒေါ်လာတန်ပေါင်းများစွာပေါ့ကျွန်တော်လိမ်လည်မှုဖြစ်တယ်ဒီလိမ်လည်မှုဖြစ်တယ်ဆိုပြီးတော့ဘယ်လိုပြောမှဆိုဒီကုမ္ပဏီတွေပေါ့အဘလို့တချို့ကြီးတွေကမှန်မှန်လိမ်လည်တာကလည်းဟိုအဘလို့ဒီတချို့ကြီးတွေဒီလူတွေပဲဖြစ်တာဟုတ်လားလုတ်တဲ့ခါကျတော့သူဘာဖြစ်လဲသူကအဲဒီကုမ္ပဏီတွေကိုသူတို့ပြောရမှဆိုရင်တော့ဗါရဲ့နိုင်ငံခြားယင်းနှိမ့်နိုင်ငံမရလို့ဖိုင်ဝန်လန်းထုတ်ဩဖိုင်ဝန်လန်းထုတ်တော့အဲဒီကုမ္ပဏီမှာရှိတဲ့လူတွေကပြေးရတယ်ပြေးရဒေါ်လာမရလို့ဒေါ်လာမရလို့ဘာလို့ဆိုတော့အဲဒီဒေါ်လာရမှာ အဘာတို့ကဒီစစ်သုံးစေးကရမှာဟုတ်တယ်လက်လက်တွေဝယ်တာတွေဘာတွေကဒီဒီဒေါ်လာနဲ့ပဲဝယ်ရမှာဘာဖြစ်လဲဆိုတော့ဒီအဖက်ဖက်ကတူနိုင်ငံတိုင်းနိုင်ငံတိုင်းကနေပြီးကျွန်တော်တို့ဒီပါပိတ်ဆို့မှုတွေရှိတယ်ပိတ်ဆို့မှုတွေရှိတော့ကျွန်တော်ကလက်လက်ကိုဝယ်ရင်လည်းဝယ်လို့မရဘူးမရတော့ဒီကျွန်တော်တို့ဒီပြောရမယ်ဆိုရင်ဒီ twin ပို့ကုန် twin ကုန်ပေါ့ export import ပေါ့ဘာရဲ့မဟုတ်လေဒါက international အတိုင်းပြောတာလေဒီကျွန်တော်တို့ export import အဲ့အရာတွေကျွန်တော်ရလာတဲ့ဒေါ်လာတွေနဲ့ တို့ကလက်လက်ကြီးကြီးကောင်နေဘာဖြစ်လဲဟာပိုဆိုဗီနီယာတို့မြို့ဘူးဒီဘဝရိုက်လို့လို့လေဟုတ်ဟောဘာဆွဲလို့ခေါင်းလို့ထောင်လာတာဟာသက်သနာကြီးပြက်ကုန်ပြီပါသက်သနာကြီးပြက်ကုန်ပြက်သနာကြီးပြက်ကုန်ဟာဒီပြက်ကုန်ပြီဟာဒီဒီကောင်ခရောင်ကနားကြီးပြက်ကုန်နေဘလို့ဘလို့ဘလို့သက်သနာကြီးပြက်ကုန်ဟုတ်ပါဘူးဘလို့ပြက်သနာကြီးပြက်ကုန်တာလေဘလို့ပြက်သနာကြီးတက်ရမှာလေဘာရေကျွန်တော်တို့ဒီအချမ်းပဲစစ်တက်ကြီးကဟုတ်ပါဘူးစတန်နဲ့စစ်တက်စတန်နဲ့စစ်တက်ကြီးကပြုတ်ပြုတ်ပြုံးကန်နေပြီလေဟိယား မင်းအဲ့လိုတွေမပြောနဲ့လေကွာမင်းပြတ်တော့ပဲကွာမင်းကနမိတ်မရှိရှေ့ပြေးနမိတ်ဖြစ်နေဟုတ်တယ်အဲ့လိုပြုတ်ပြုတ်ပြုံးနေတဲ့အချိန်မှာဘာဖြစ်လဲဆိုအခုဟိုပေါ့လေဘရောင်းဘက်အေးရှိတဲ့ဘက်ကိုအာတက်တက်ကထွက်သွားတာပင်မတက်နဲ့အဆက်အွယ်မရဘူးဖြစ်နေတိုက်မယ်ဆိုပြီးထွက်သွားတာဟုတ်တယ်အဲ့ဒါအဲ့ဒါဘယ်လိုမင်းတို့နှစ်ယောက်ညွှန်ကြားလေးလို့လားဟုတ်ပါဘူးမဆိုင်ဘူးဘာပါပါဘာပါဘာပါဘာပါညွှန်ကြားလေးလို့ဆိုတော့တွားတိုက်ဆိုပြီးတော့ငါပြောခိုင်းတဲ့ဥစ္စာမင်းတို့နှစ်ယောက်ညွှန်ကြားလို့လို့သူကတွားတိုက်တာသူတို့ပင်မတက်နဲ့ဒီပေါ့နော်အင်အား30လောက်ပါတဲ့နော်တက်တက်ကဟိုအဆက်အွယ်မရဘူးဖြစ်နေ ကျွန်တော်သေးကြတာတခုကတော့ဗာဟိုတို့အဆက်အသွယ်မလုပ်တော့တာပဲဖြစ်ပဲနော်အဆက်အသွယ်ဘာလို့မလုပ်တော့လဲမလုပ်ချင်လို့ပေါ့ဗာရေမလုပ်ချင်လို့ဟောအဆက်အသွယ်မလုပ်ကြသာပေါ့ငါတိတယ်ဟမမှုတွေရအဖက်လုံးဝမလီကွာငေါတွေရအရာရှိတွေလေကွာငေါတွေလူကြီးတွေလေကွာငါတို့ခိုင်းမှတို့လုံးဝမလီမှန်တယ်လေဗာအဘာတို့ကိုကျွန်တော်တို့ကတို့အဘာတို့ခိုင်းနိုင်တို့ကမလုပ်ဘူးဆိုရင်လေအဘာတို့အပြစ်ပေးဦးမယ်ဟုတ်တယ်အဲ့တော့တို့ကဘာလုပ်လဲဆိုတော့အဆက်အသွယ်ပြတ်တယ်ဆိုပြီးတော့အဘာ ဟိုဘက်တော့ဝင်သွားတာဖြစ်နိုင်တယ်။ဟုတ်ပါဗျာ။အဆက်သွယ်ပြက်စရာတော့မလိုဘူးကွာ။ငါတို့ရှိမှပါသွားတယ်ဒီဆက်သွယ်ရေးရဆက်ရီရဟုတ်တယ်။လှည့်လှည့်ရတဲ့ဥစ္စာတွေကဘယ်နေရာသွားသွားလှည့်ရဒူတီတီတီဒူတီတီတီတောက်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 ဆိုရိုက်လို့ရတယ်လေ။ရတယ်။ဒါပေမဲ့အဆက်သွယ်မရဘူးဆိုတာတကားကျွန်တော်တို့ကဒါဟိုစကားအဖြစ်ပြောတာမရဘူးဆိုတာမဖြစ်နိုင်ဘူးရမှာ။ဒါသမင်းတကာကိုဖြတ်လိုက်တာဗျာ။ဘာလို့လဲဖြတ်နေဆိုတာသူကဘာအကြောင်းကြောင့်နဲ့တမင်တကာကိုဖြတ်တာလဲ။အဘာလို့လက်အောက်မှာမနေခြင်းလို့ပေါ့။ဒါပဲ။ငါတို့လက်အောက်မှာမနေခြင်းဘူး။ဟုတ်တယ်။ဟိုဘက်အေဘက်ကိုခိုးလုံးနေတယ်။အာ။ ပြည်သူရဲ့ရင်ငွေကိုခိုးလုံနေတယ်။အေးများတဲ့အကြောင်းကိုခံစားနေတယ်။ Right ။ဒါပဲ။ဟာဘုပ္ပုလေးရော။ဘာလို့လဲမင်းဘာလို့လဲ။ Right လို့ပြောမှာ။ဟာတဟုတ်ဟိုတတဝိရုတုံးရောင်းလဲလေအဲ့လိုတက်ဖြောင်းနေမကောင်းလားဒီချိန်ကနော်ဒီချိန်ကမင်းကတော့အခွင့်ကောင်းဝင်ပေါ့ကျွန်တော်ဆက်တော့ဖြတ်လိုက်မယ်တက်ချုပ်ကလည်းဘယ်ပြုလို့ပြီးရမှာဟာယောမမပုံတွေ့ခွာရမင်းတို့ပြောတာမင်းလည်းမလေးကပြောတယ်နေရမှာနားရရှိလို့ပြောတယ်ဟုတ်တယ်လေဗျနေရမှာနားရရှိဩ အခုဆိုတရက်နဲ့တရက်ကဒီခွေးကောက်ပွဲကျင်းပဘူးကလည်းနီးလာပြီနော်အခုခွေးကောက်ပွဲကျင်းတယ်အစစ်စီကိုကောက်မှာလာဒီငါတို့ဒိုပါမင်လေးကိုငါတို့ကောက်ဘယ်ဘယ်ခွေးလေးငါတို့ကောက်ဟဲ့ဈေးကြီးတဲ့ခွေးကောက်တော့ဟဲ့ရွေးကောက်ပွဲရွေးကောက်ပွဲခွေးကောက်ရွေးကောက်ပွဲမြန်မြန်ခွေးကောက်ပွဲဟာပြဿနာမဟုတ်ဟာမင်းပြောမုံရဆိုဒီရွေးကောက်ပွဲကိုလုံနေတဲ့လူကြီးတွေဥစည်းဥဆောင်လုံနေလူတွေဘာကြီးဖြစ်သွားမလဲခွေးပေါ့ဗျာကာလာခွေးဟာဟိုအခုမဲဆွဲတဲ့ကာလာမှာလीဟိုတော့ သူတပိတ်ကြံကြံပေးကြတာလေဟိုခွေးဟိုခွေးကောက်ဝဲတော့ရွေးကောက်ခွေးကောက်ဝဲရွေးကောက်ဝဲမှာမဲသွဲတဲ့ကာလာမှာလေဟိုကုထွန်းခင်ကုထွန်းခင်ဘာလို့ခေါ်ပြီးတော့မဲသွဲတာလဲခဏခဏခဏတော့ကြည့်လိုက်ရတယ်လက်ညိုးလေးထောင်ပြီးတော့ကားလေးပါကုထွန်းခင်ကုထွန်းခင်လက်ညိုးနှစ်ချောင်းတော့ဒီခါကျတော့၃ချောင်းထောင်ကားတူးတူးတယ်ဆီသူတို့ကလည်းမူယူတာမဟုတ်ဘူးလေဟဲ့ကုထွန်းခင်လုံးမမကားခြင်းဘူးဟုတ်ကဲ့ဟိုတတ်ချုံနေမယ်မာအလာ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 ဟာယောမရဘူးလေယောမရဘူးမာအလာဆိုတဲ့အဓိပ္ပာယ်ပါလေယော မအားလားဆိုတော့အမဆိုတာတော့ तू အမေကိုကိုစားပြုတာပေါ့နော်အမေမဆိုအမေကိုကိုစားပြုတာဟုတ်ပြီအာဆိုတာ तू ကစကားအများကြီးမပြောဘူးစကားအများမပြောဟုတ်လားဆိုတာအလုံးနဲ့တက်တည်ပြမယ်အလုံးနဲ့တက်တည်ပြမယ်သုံးလုံးပေါင်းလိုက်တော့ဟာလေမအားလားမအားလားနော်ဟုတ် မာတင်ကဆဲလာတော့မဟုတ်ဘူးမဟုတ်ပါဘူးမဟုတ်ပါဘူးပါတယ်မဟုတ်ပါဘူးသူ့နာမည်အတူကောက်ပါဆိုတော့ဟုတ်ရင်ဟုတ်ပြီမဆိုးဘူးစက္ကမလို့ပေါ့စက္ကမဆိုတော့ပါလေရစက္ကမဆိုတာကလေကျော်စစ်ကော်မရှင်ပြောရစစ်ကော်မရှင်အထိမဲ့တလုံးချင်းစီကကျော်စဆိုတာစစ်သားပေါ့အဲဟုတ်ပြီစကဆိုတာသူကနူးပညာလေးနဲ့တက်မှာရမဟုတ်ဘူးလားပါလေမဆိုတာမိမတွေဝင်ရှုပ်နေတယ်မတာဘူးတော့ ုံးလုံးပေါင်းလိုက်တော့စောက်ကမ်းမှာစောက်ကမ်းမှာစောက်ကမ်းစောက်ကမ်းမှာစောက်ကမ်းမှာစစ်ကောမရှင်အဲ့အဲ့ဒါဆိုရင်မဆိုတာကလေဒါပဲဗျ definition definition နဲ့တိတ်မဖွင့်နေတော့အပါဒါလူပေါ်လာပြီနော်အဲစစ်စစ်တွေ့တော့ရေးရေးမြင်နေတော့အဲ့တော့အဲ့တဲ့ရင်းလေးကို တားငယ်လေးကဖတ်ပြလိမ့်မယ်အဲ့ညတော့ဘူးနော်အေးအေးကိစ္စငါ့ကိုပြောပြတားငယ်လေးတင်ပြချင်တာကဘလောင်းတက်နေအတွင်းပေါ့နော်ရခိုင်ရိုးပေါ်နိုင်တဲ့တက်ခွဲမှုရခိုင်ကဒီအရိုးကြီးပဲကြာနော်ဟုတ်တယ်ရခိုင်အရိုးကြီးပဲကြာဘာဖြစ်လို့လဲဆိုတော့ဒီငချောက်တွေကမဟုတ်ဘူးလေရခိုင်ရိုးမှရိုးမှရိုးမှအပေါ်အော်ရိုးမှပေါ်ချက်ချောအဲ့ဒါရခိုင်ရိုးမှပေါ်နိုင်တဲ့တက်ခွဲမှုအဆင့်อูซีดิอินฮา30กันมาสิจอกตะคว้มุซออย่าชื่อบ่มันแหละอะตะคว้มุบ่ตะคว้มุอเส้นอูซีดิอินฮา30กันมาสิจองไลฟ์เปี่ยวซ้องนี่เด้ စစ်ကော်မရှင်နဲ့အာရခတက်တော် AA တို့တိုက်ပွဲများရှိနေသည့်ဘကိုးတိုင်းဗရောင်းတက်နယ်အတွင်းတို့စစ်ကြောင်းထုံးဝင်ရောက်သွားသည့်အင်အား30ပါစစ်ကော်မရှင်စစ်ကြောင်းမှပင်မတက်နယ်အဆက်အသွယ်ပြတ်တောက်သွားကြောင်းသိရတယ်။စစ်ကော်မရှင်တက်မှတိုက်ခွဲမှုအဆင့်ဦးစီးသည့်အင်အား30ပါစစ်ကော်မရှင်စစ်ကြောင်းသည်ပြီးခဲ့သည့်နိုဝင်ဘာလတတိယအပတ်ကတည်းကညောင်ကျိုးလေးတန်းဘာလို့ဒီဘက်ကနေပြောဒီ ဝင်ရနေပြီးတော့ဘုံကျဲလေးလိုညောင်မင်းကချိုးသွားတယ်လားမထုံနဲ့ရောအဲ့ညောင်မင်းရှေ့မှာငါတို့ကနက်ခွန်းလေးတွေပါလိုက်ထားပြီးငါတို့ကဒီမှာဟိုရေရီဟာလေးပါနက်မဲရွာညောင်ချိုးတက်နေလေအဲ့မှာကျွန်တော်တို့အထိုင်အထိုင်ထားရတယ်ကျွန်တော်တို့ရဲ့ဒီစစ်စခန်းအကြီးစားကြီးရှိတယ်ညောင်ချိုးအဲ့တော့ငါမေးတာငါတို့ထိုင်ချရတာဟာထိုင်ချရတယ်ညောင်ချိုးညောင်မင်းကြီးကချိုးကြတဲ့အခါကျတော့ညောင်ချိုးလို့ပါညောင်ညောင်ချိုးတော့ဗာဟုတ်ညောင်ချိုးတဲ့လေသာတောင်ဝင်းကျင်တို့စစ်ကြောင်းထိုးထွက်လာပြီးနောက်တဲ့ဓာကစပြည်နဲ့ တ်ဓာတ်ကားဆိုတော့ဓမြတ်တက်ပေါ့ဟုတ်ပေါ့မကားဆိုတော့မတိုင်းတက်မတိုင်းတက်ဟုတ်ပြောနေတာဓာကစားဆိုတော့ကျွန်တော်တို့ရဲ့ဒါဟိုဟာလေဟိုကုတ်ကဲမှုကုတ်ကဲမှုဟိုဟာပေါ့တက်တက်ပေါ့ပြောအဲဓာကစားပေါ့နော်ဓာကစားပြည်နေတဲ့အဆက်အသွယ်ပြတ်တောက်သွားကြအောင်သိရတယ်ဓာကစားပြည်နေတက်သွားတဲ့စစ်ကြောင်းအဆက်အသွယ်ပြတ်တောက်နေပါလေနှစ်ဖက်လုံးကမထုတ်ပြန်သေးတော့တေးတာလားထွက်ပြေးတာလားမသိရသေးပါဘူးတေးတာတော့တေးွားတာလည်းဖြစ်နိုင်တယ်နော်ထွက်ပြေးတာလည်းဖြစ်နိုင်တယ်မပြောပြမယ်ကွာတေးတာတော့မဖြစ်နိုင်ဘူးရောခုန ဒီအောင်ပြောသလိုမျိုးပဲသွားတဲ့အချိန်မှာမသွားခင်မှာချိတ်ဆက်သွားလိမ့်မယ်မှန်တယ်အရာရှိပါသွားတယ်ဆိုတော့ကွာအရာရှိရလည်းပြောမယ်လေငါတို့သူတို့ခိုင်းတဲ့အတိုင်းဆက်လုံနေမယ်ဆိုရင်ငါတို့ရဲ့တာသမီးတွေတမိုင်းရောက်မလှတော့ဘူးငါတော့အဲ့ဟိုပြောရမယ်ဆိုရင်ဒါဟိုတက်ခွဲမှုကောင်းတာပေါ့အဲ့တက်ခွဲမှုကတော့ဘာပြောမယ်ဆိုသူအောက်လက် အောက်လက်ငယ်သားကြီးပါမယ်အကုန်ခေါ်ပါအကုန်ဟဲ့ကောင်လေးမင်းတို့ခွေးလက်ထဲမှာတော့မနေနဲ့နေနဲ့ငါတို့ခွေးဖြစ်လိမ့်မယ်ဟုတ်တယ်အဲ့တော့ငါတို့လွတ်အောင်ကြွအောင်သွားမယ်ခွေးဆိုတာဘာလို့ဘာလို့ပြောတာတော့ဟာဟဲ့ကောင်မရိုင်းလိုက်တာမဟုတ်လေအဲ့လိုပြောလိုက်မယ်လို့ဖြစ်လာလို့ပြောတာကျွန်တော်ပြောတာမဟုတ်ဘူး तू ပြောတာကိုကျွန်တော်ကပြောပြတာနော်မင်းနဲ့ဆက်သွယ်ရှိတယ်ပေါ့အဲ့လိုလေးဖြစ်နိုင်တယ်ပေါ့ဒီခွေးကိစ္စကိုပေါ့နော်ဗျဟုတ်လေဟုတ်လေ မရတော့ငါရောင်သွားတာဟုတ်တယ်ရောင်သွားတာပါဒီအဆက်အသွယ်ပြက်နေတာတော့တပတ်ကျော်ပြီလို့သိရပါတယ်ကနည်းနည်းများတယ်နော်နည်းနည်းများတယ်နော်ဟုတ်ဟုတ်ပြီးမင်းအထက်အရာရှိกว่าမင်းဟုတ်တယ်ဒီဘာလို့မင်းခွေးနဲ့နိုင်တာမနိုင်နဲ့ခွေးတိတ်ကကြာပြောင်းမင်းပြောတာပုံစိုးနေတယ်သူခွေးမှလည်းသူ့ရဲ့အမျိုးသားအများကြီးရှိတယ်လို့ပြောတာပါအဲ့ဒါကိုပြောပြတာတိမင်းငါဒီအစေးချင်းတို့ဘာလို့ဆိုရင်ဟိုသွားရွှေရောင်လေးလို့ဘာလို့လမ်းဘေးခွေးဆိုအမင်းရောင်ဘာလို့ ဆိုတာကိုဖွင့်ထားလာမယ်အကြားလေးတွေပါသေးတယ်နော်ဟာဟုတ်သိရလေအမျိုးသားအများကြီးအများကြီးရှိတယ်ဆိုတော့တန်းငယ်လေးကပြောပြတာပါဆက်ပြောဆက်ပြောဆက်လက်ပြီးတော့အမောင်ကျွန်တော်တင်ပြမယ့်သတင်းလေးရှိပါတယ်အဲ့ဒါတော့တောင်နှင်းကြီးခွေးကိစ္စတော့မဟုတ်ဘူးမပေါ့မပေါ့မပေါ့ဒီတောင်နှင်းကြီးမှာဖြစ်တဲ့ကိစ္စလေးပြောပြမယ်နော်ဟိုပြောရမယ်ဆိုရင်တောင်နှင်းကြီးတွင်တဲ့ကျွန်တော်လက်နက်များတင်ဆောင်လာသည့်ကျွန်တော်ရဲ့စကားမှာစစ်ကားကျွန်တော်တိမ့်မောက်တယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်ပြောပြမယ် ဟုတ်ပြီဒါဘောမှာကျွန်တော်တိမ်းပေါက်တယ်ဆိုတဲ့တဲ့လေးပို့လေကွာတော့ရတယ်အလိုလိုတိမ်းပေါက်သွားတာအာဒါကတော့ကျွန်တော်ဘာဖြစ်လို့တိမ်းပေါက်လဲဆိုတာတဲ့လေးရှိတယ်ကျွန်တော်အပေါက်ဆက်လိုက်ပြီတင်ပြပေးမယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဖြစ်တဲ့အရာတော့ဘယ်နေ့ကဖြစ်တာလဲဆိုကျွန်တော်နိုဝင်ဘာလ29ရက်နေ့ကျွန်တော်ညနေပေါ့เนาะဟုတ်ပြီအဲ့တောင်တွင်းကြီးမြို့နယ်တဲ့ဒီမြို့ဘက်ကနေပြီးတော့เนาะပြောရမယ်ဆိုရင်ဆိုရန်ကုန်တောင်တွင်းကြီးပြည်လန်းတိုင်းနဲ့ကျွန်တော်မောင်းနေတာလေကျွန်တော်တို့ရဲ့ဒီစက်ကမှစစ်ကားတစ်စီးရဟုတ်ပြီဟုတ်ပြီပြောရမယ်ဆိုရင်ပျက်ကျဲတိုက်နေအုပ်စုအင်းเนาะပြီးရင်ကျွန်တော် ဝကတိဝတတိဝကတိဝကတိအဖိုင်ရဲ့ကျွန်တော်ဒီမှာသူတေချာဖတ်ဒီဝကဘာလို့သေးတာလဲမွေးကစားမှုလို့လားမဟုတ်ဘူးလေတိရစ္ဆာန်ဝကကိုပြောတာမဟုတ်ဘူးလို့ဘွားနာမည်ကိုပြောတာဩယွာနာမည်ကဝကတိဝကတိကျွေးရအရှိပတ်တဲ့ကျွန်တော်ဝကတိတရားပေါ်မှာကျွန်တော်တို့ပြောရမယ်ဆိုတိမ်းမောက်ခဲ့တယ်လို့သိရတယ်အဲဘာကြောင့်တိမ်းမောက်တာလဲဆိုရင်တဲ့ကျွန်တော်တို့ရဲ့ဒီဟိုစက်ကမှကျွန်တော်ရဲ့စစ်ကားအဲစစ်ကားရဲ့ရှေဘိန်းရှေဘိန်းကကျွန်တော်ပွင့်ချော်ပါတယ်ဩကျွန်တော်ဘိန်းဘိန်းပေါက်ပါတယ်ဟုတ်လားဘိန်းပေါက်ပြီးတော့သူကဒီတရားပေါ်မှာကျွန်တော်တို့ပေါက် မောက်ရလဲွားတယ်ပေါ့ဘိန်းကောက်ဘိန်းပေါက်တာကွာမင်းအတိတ်လေးပါလိမ့်မင်းငါတို့မတော်လို့ခီးရှိထွေးရမှာဘိန်းပေါက်ရုံနဲ့မဟုတ်သူကကျွတ်ပါထွက်သွားတာဟုတ်တယ်အဲ့ရှေရှေဘိန်းရှေဘိန်းတစ်ခုလုံးကျွတ်ထွက်သွားတာဟုတ်တယ်ကောင်းပြုတ်ပြင်းမုံးမှန်ပဲအချိန်တော်မရှိတော့ဘူးအချိန်ရှိဘူးအချိန်ရှိဘူးနော်အဲ့လိုကျွတ်ထွက်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုငါပြောတဲ့ကျွန်တော်ဝကတိကျွန်တော်တရားပေါ်မှာအဲ့ရှေဘိန်းကျွတ်ပြီးကျွန်တော်ဒီတိတ်မောက်သွားတယ်တိတ်မောက်သွားတော့အဲ့မှာတင်ဆောင်လာလားဘာကြီးတင်ဆောင်လာလဲဆိုကျွန်တော်လက်လက်ခဲရနေလည်းလည်းကဲကြောင့်ဖတ်ချက်ကိုဦးစံဟိုတော့လည်းလည်းကဲကနေဒါရှေ့ကိုသွားပြီးတော့ဒီဟာဒီသွားပို့တော့သွားပို့ဖို့ထောက်ဖို့လို့ဖို့ တော့ပို့တယ်ဆိုတော့ဗာလေငါတို့ဟိုဘာနေပြန်တိုက်ဖို့လားခုဘက်ကိုတော်လိုင်းဘက်ကိုလူမလို့လူမလို့ငါသိတယ်အဲ့ဒါငါရေးရင်းမြင်နေပြီဟုတ်ကဲ့ပါမဟုတ်ဘူးလေလူမမဟုတ်ဘူးလေငေါတွေကပြီးတော့အပီပြင်တိုက်ဖို့ချဖို့အဲ့လိုကျွန်တော်ဒီနက်နက်ခဲရဲနေတင်ဆောင်လာလဲကာတိတ်မောက်တဲ့အတွက်ကြောင့်အဲ့လက်နက်ခဲရဲနေတာတစ်ခုနဲ့တစ်ခုနဲ့ထိပြီးတော့ထပြီးတော့ပောက်တယ်ပေါ့ဗာရဲ့တော့အုံးလန်းဒိုင်းကလေးဝမ်းကလေးပေါ့အဲ့လိုပောက်တော့ကျွန်တော်ဘက်ကပြောရမှသူရင်စစ်သားကျွန်တော်၅ဦးတင်ဆောင်နေဟိုထိခိုက်တန်ရာရဲ့ဒူကတော့ကျွန်တော်9ဦးလောက်ရှိတယ်ပြောတယ်ဗာအဲဟုတ်ကဲ့ပါအဲ့လိုပေါ့ကျွန်တော်ပောက်ကွဲမှုက ဟောဘယ်လောက်ထိဖြစ်လဲဆိုတော့나이တော်တော်ကြာတဲ့အထိကိုကျွန်တော်ပောက်ခွဲတယ်လို့ပြောတယ်ဘယ်လောက်တော့ကျွန်တော်ဒီလက်နဲ့ပစ္စည်းတည်လာတယ်တော့မသိဘူးနော်ဟောဟိုကားနဲ့ဝင်နဲ့ပြောမှတန်ချိန်နဲ့မကိုက်ဘူးထင်ပါတယ်လေးချိန်နဲ့မကိုက်ဘူးထင်ပါတယ်နော်ကွာမင်းဒီစင်မိုးတဲ့ချုံမိုးကပိုစေးကြီးနေရပေါ့နော်လက်နက်တွေလည်းဆုံချုံနေပါဝါတဲ့လူတွေလည်းတည်တယ်ဆိုတော့သွားပြီပေါ့အဲပေါက်တဘူပေါ့နှစ်ပူစင်းနေဖြစ်နေပြီမှန်လည်းပေါ့ပောက်ကွဲမှုကတော့ပါတနာကြီးကြောကြောကြာတယ်လို့ပြောတယ်ဟာတနာကြီးကြောကြာဆိုတော့ဟာသွားပြီကိုင်းတစ်စင်းကရရမရှိတော့ဟိုတနေ့ကမင်းတို့ကဒီလက်နက်တွေငါတို့ဒီ လုံနေတယ်ဆိုပြီးပို့ခိုင်းနေတယ်ခိုးတော်တွေကလက်နဲ့အကုန်ယူသွားတာအကုန်ယူသွားတာအကုန်ယူသွားတာအဲ့ဒီမှာထားပြီးတော့ပောက်ခွဲတဲ့အတွက်ကြောင့်ဒီဘင်းရဲ့ပတ်ဝန်းကျင်မှာရှိတယ်ကျွန်တော်ကြေးရတယ်မှာရှိတယ်ကျွန်တော်ပြည်သူတွေကလည်းကျွန်တော်စိုးရိမ်မှုတွေရှိတယ်ထိတ်နေတာဗောထိတ်နေတယ်ပြီးကျွန်တော်တို့ဒါနည်းနည်းရှောင်ရှားတာတွေပဲလုပ်တယ်လို့သိရပါတယ်ဗောပောက်ခွဲတဲ့ဥစ္စာတွေကဥမာအပေါ်ဒိန်းဒိန်းဒိန်းတို့ထက်သွားရင်ကိစ္စမရှိဘူးဘင်းကဘင်းတော့ဒိန်းဒိန်းဒိန်းတို့သွားရင်အခက်မသိရင်အိမ်ထဲမှာနေတဲ့လူတော်မှာထိနိုင်တယ်ထိနိုင်တယ်အဲ့တဲကြောင့်ဟောပြောမှာဆိုပြည်သူကြီးကတော့ကျွန်တော်တို့ဒါ ီပောက်ကွဲမှုနဲ့ဝေးရအောင်ကျွန်တော်ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်တော်တော်သေးတယ်နော်နာမည်ကဝကသေးမို့လို့ဝကကြီးလာဆိုရင်ဒီတဲ့ဆိုမှာဝကသေးကြွရအောင်စုပေါ့နော်အဲ့တော့တက်လက်ပြီးတော့တရင်လေးရှိအောင်မယ်ဟိုကလေးဒီကတင်ပြကျင်တာကဟိုတန်းကလေးတင်ပြကျင်တာနန်စားတုံးတာကလေးပေါ့တန်းကလေးကသူ့ကိုကလေးကလေးနဲ့တုံးတာဒါအဲ့ဒါပါပါဖြူးနဲ့ပေါ့နော်ဖြူးနဲ့အုတ်တွင်းမျိုးနဲ့အဆက်ငခိုးရိုးမှပေါ်ရှိအုတ်တွင်းအုတ်တွင်းဆိုတော့ငါတို့ဒီဘက်ကဒီဟို အမြန်လန်းပေါ်ကလားအမြန်လန်းပေါ်ကလားငါတို့ပြည်ပက်ချမ်းလားအဲဘကိုးရိုးမပေါ်ဆိုတာပြည်ပက်ချမ်းဖြစ်မှာနော်အဲ့ဒါနှစ်ခုကြားတယ်ဘကိုးကြားတယ်နှစ်ခုကြားတယ်ဘကိုးရိုးမပေါ်ရှိကြေးရွာမြောက်ဦးတဲ့စစ်ကြောင်းထိုးနေသောကျွန်တော်တို့ချင်းကြစစ်တပ်ကတဲ့ကိုဝင်ဆောင်အမျိုးသမီးများအပါအဝင်ပြည်သူ၁၈ဦးကိုမရင်းကျင့်ဖမ်းဆီးတပ်ဖြတ်သွားတယ် ဒီမော်နီယာလဲကွာဒီကိုဝင်ဆောင်တော့မရှောင်တော့ဘူးလားမသိဘူးကွာလူမဆန်နဲ့မိစ္ဆာတက်လို့ဖြစ်မိစ္ဆာဒီစီကောင်းတယ်သွားပြီးသွားပြီးသွားပြီးရှေးဆောင်သွားလားဖြောင်းဖြောင်းသွားကနောင်နွားတက်တိုက်ဖြောင်းဖြောင်းလိုက်မိတယ်ဒီရှေးဆောင်နွားကြီးကမှဖြောင်းဖြောင်းမသွားတဲ့ကနောင်နွားတွေကဘယ်လိုဖြောင်းဖြောင်းလိုက်ဟုတ်တာဗောဘာလို့လဲအနေရောတော့ KTV ရောသွားသေးတာပဲလားဟုတ်ငါတို့နဲ့မဆိုင်ဘူးကွာသူတို့ရဲ့တက်မမှုတို့ဘာလို့ပြောတာမင်းကလည်းငါတို့ဒီဘက်ကအကြီးကြီးတွေပြောတာမဟုတ်ဘူးနော်ဘလောက်ကြီးကလူတွေပြောတာမဟုတ်ဘူးဘလောက်မကြီးလဲနော်ကိုဝင်ဆောင်အမျိုးသမီးများအပါဝင်နဲ့ပြည်သူ၁၈ဦးကိုမရင်းချင်းဖြတ်စည်းတက်ဖြတ်တယ် ဟမ်လူစိတ်မှမရှိတာလူစိတ်ကြီးကင်းမဲ့နေပြီကွာမင်းဟာမဟုတ်ဘူးလေကွာလူစိတ်ကင်းမဲ့တယ်ငါငါတို့စက်တက်ကိုမင်းတို့ကပြောနေရတယ်ဟုတ်လေလေဒီမှာမနေကြီးတက်ပြနေတာလေဘာရဲ့ငါတို့ကမပြောလို့ဘာသူပြောမင်းကပြောပြမရှိဘူးဘာလို့ပဲပြောဟုတ်တယ်နော်အဲ့ဒါအဲ့ဒါလေဟုတ်တယ်ဒါတန်းကလေးထပ်ပြီးတော့တင်ပြကျင်တာကဟုတ်လားလူလိုပြောပါလူငါပြောနေဟာဒီလူလိုပြောပါပေါ့နော်ဟေ့မဟုတ်ဘူးလေတင်းပြောမယ်ဟိုဒါပေါန်းတလေမြို့ ပေါင်းတလဲမြို့လမ်းဆိုပေါင်းတယ်ပေါင်းတလဲပေါင်းတလဲပေါင်းတယ်မဟုတ် ပေါင်းတလဲမြို့အဲ့ဒါဆိုအောင်လံပေါင်းတယ်ပေါ့ဟုတ်တယ်ပေါင်းတယ်ပေါင်းတယ်ဆိုတာပြည်သေးကပဲပေါင်းတလဲတို့ပေါက်ခေါင်းတို့ပေါင်းတလဲကြတော့ပေါက်ခေါင်းနဲ့နှီးတယ်နော်ဒီဘက်ကပေါင်းတယ်ကြတော့ရွှေတောင်တို့ဘာလို့နဲ့နှီးတယ်နော်အဖအမေမထားမထားနှီးကြမှာပါဒီကပြင်ကြတယ်နှီးပုံတွေဘာလဲငါတို့တိချာပြောဖြစ်အောင်မင်းနဲ့တီးတယ်မင်းနဲ့တီးတယ်ဟုတ်ဟုတ်ဟာပေါင်းဘက်ကိုရောက်သွားပြီဟုတ်ဟုတ်ဟုတ်ပေါင်းတလဲမြို့လမ်းဆောင်တွင်တဲ့ကျန်းဖို့ပါတီမဲဆွယ်ဆိုင်းဖို့လေတိုက်၍လဲကြသွားမှု ဟာတိုက်ရီမော တိပြည်သူတို့ကိုရွေးကောက်ပွဲနောက်ဆက်မှုဖြစ်ပန်းစီတယ်ဒီလိုရလွတ်လပ်စွာတော့မှရည်လို့ရည်ပန်းလို့ရလဲကွာဘာလဲကွာမဟုတ်ဘူးရှေ့ရနေပြီးတော့အေးနေကောင်းနေတော့ဆိုပြီးတော့အောက်ကနေပြီးတော့တိုင်းပုံကြီးလဲလေးတိုက်ပြီးလဲလို့ရည်မိတာကိုကြည့်ဟုတ်ရွေးကောက်ပွဲနောက်ချက်မှုနဲ့ဖမ်းစီတယ်ဒီတကအဲ့လိုဆိုင်းမောက်တွေပဲလဲတာတွေ့ပြီးသူတွေပြောလိုက်ခိုင်ငုံနေလို့ တဲမွန်ကြီးလေးဝဘာလဲကွာငါတို့ကငါငါကအဲ့ဒီဝင်စစ်တယ်တဲ့ပြန်ပြောလို့ဆိုပြီးတော့ငါရငါနဲ့ဖမ်းတယ်ဘာသာချင်းငါငါကနဲ့ငါငါကနဲ့ဖမ်းတဲ့လူတွေကိုနိုင်ငံရေးနိုင်ချင်းတွေကိုလည်းငါတို့ကလွတ်ပေးလိုက်ပြီးလွတ်ပေးလိုက်ပြီးထောင်းဝါချောင်းနေတယ်လေချောင်းနေတော့ဒီဘက်ကနေပြီးတော့စိုက်မုတ်ကိုဥစားလုံးတဲ့ရည်တဲ့ပြို့လေးတိုက်လို့ပြို့သွားတာဆိုတော့အဲ့ဥပဒေကိုဒီကြမ်းလေးဆွဲပြီးပါလို့ဒီလိုစိုက်မုတ်တွေပါလေလဲရင်ဂျီရမလားမဟုတ်တာငိုရမလားခက်တီတီ ပေးရမှာဟုတ်ရင်ကိုလေးလုတ်ပေါ့ရင်ကိုလေးလုတ်အခုလဲငါးငါးနဲ့ဗာဆွဲထားလीပြန်လွတ်တယ်ဘယ်နေ့ပြန်ဖမ်းအောင်မသိဘူးဒီဒါတော့ငါတို့အဲ့ခွင်ကငါတို့ကဖမ်းတယ်ငါတို့မဲထည့်ပြီးတာနဲ့ငါတို့ကဖမ်းဖြစ်အောင်ဘာလို့လဲဒါပဲဒီလိုဗာအသုံးလို့လဲချင်းရထုတ်မယ်ပြီးအသုံးလို့ပြန်သွင်းမယ်ဒီပြန်ဖန်းတဲ့ကိစ္စမဟုတ်ပါဘူးဒီဒီဒီဟိုပြန်ဖန်းဝင်ရာရှိဟုတ်မုံရပေါ်ရင်းနဲ့နှစ်ရက်ဆက်တိုက်စစ်တပ်ကလူငယ်40ကျော်ကိုစစ်မှုထမ်းခိုင်းရပေါ်တာဆွဲဖမ်းစီ နေ့ရက်နေ့ရက်တွင်းမှာကျန်လူငယ်40ကိုနေ့တိုင်းလုံးနေတယ်ဘက်ကလည်းအင်အားလုံးနေလဲကွာခုနအေဘက်ကိုသွားတော်မှာကြည့်ပါရောက်30သွားပြီလေကွာတရင်မကြတော့ဘူးကွာစာမလာတရင်မကြဖြစ်တော့နောက်ထပ်ဒီလူငယ်တွေကတော့အစားပြန်ထိုးရမှာပေါ့အေဆိုတော့အတန်ကြာအကုန်လုံးအလင်းဝင်လာဒီကကြတော့တန်းငယ်လေးတင်ပြချင်တာတနင်္လာရီတိုင်းတရချောင်းတွင်နဲ့တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ကကြေးရွာများကိုဇက်တိုက်မိရှို့ပြည်သူ၁၀ဦးကိုတဲ့လူသားတိုင်းအဖြစ်စစ်တပ်ကဖမ်းဆီးသွားတာထောင်ထဲချီသွားပြည်သူများဘေးလွတ်ရာထွက်ပြေးနေရပါတယ်ဗျ ွာပြည်သူတွေလည်းဝှက်ပဲကွာဒီငါတို့ဒီအာနာစတိတ်ကြီးတွေကပြည်သူတွေရဲ့ဘဝချွတ်ချုံကြသွားတယ်ဘာလို့အဲ့လိုဖြစ်စေချင်တာလဲအဲ့လိုဖြစ်စေချင်လို့အာနာသိမ်းတာပေါ့နှုတ်ဆိုပြည်သူလက်ထဲမှာရှိတဲ့ပြည်သူအာနာကိုဘာလို့သိမ်းမလားဘာလဲအော်အာနာသိမ်းချင်လို့သိမ်းတာမဟုတ်ဘူးလေကွာမင်းကလည်းအခုငါတို့စစ်တပ်ထဲကဒီစစ်သားကြီးရတာဥမမင်းဒီ NLD ပါတီကိုမဲတွေထည့်တယ်ပြီးတော့ဟာသွားပြီငါတို့ကဟို အာနာမရှိတော့ဘူးခုဘက်ကသူတို့ကယုံကြည်သွားပြီဆိုပြီးတော့ငါတို့စစ်တပ်ကအကြီးအကဲတွေလုတဲ့ဥစ္စာတွေကိုဖော်မှာဆိုလို့ငေါတဲ့အာနာသိနေရတာဟုတ်ပါပြီဟုတ်ပါဒါဆက်လက်ပြီးအဲ့ဟိုဟာပေါ့ဟိုအဲ့သတင်းနဲ့ကဘာပြောတဲ့သတင်းနဲ့ဆက်ဆက်လေးကျွန်တော်ထပ်ပြောမယ်အဲ့ဒါဘာမှဖြစ်တာလဲဆိုကိုညံကုန်းနော်ကွန်ညံကုန်းဆိုတာကတို့ဒီတွန်းလေးကွန်ညံကုန်းဟုတ်တယ်တွန်းလေးကွန်ညံကုန်းနော်အဲ့ဒီကွန်ညံကုန်းเนี่ยကျွန်တော်တောင်ကုန်းကျေးရအုပ်ချုပ်ရင်းမှုဖြစ်သူကျွန်တော်မြင့်ဆောင်อืมမြင့်ဆောင်ကနေပြီးတော့တဲ့ဒီ MLD ဘောပါတီထောက်ခံသူ NLD အဲ NLD ပါတီထောက်ခံသူအမျိုးသမီးတူဟိုတဲ့ကျွန်တော်မသိင်းကျင့်နေဟာ မရင်ကျင်တယ်ပြီးရင်ပြောဘာလုပ်လဲဆိုမရင်လည်းကျင်သေးတယ်ရေကောက်ပွဲနှောက်ရှက်မှုဖြစ်တဲ့အဲ့အမျိုးသမီးကိုကျွန်တော်တို့ဖမ်းဆီးခိုင်းတယ်အဲ့ဖမ်းဆီးပြီးဘာလုပ်လို့ဦးတရားရုံးကနေပြီးထောင်ထဲခုနှစ်နှစ်ချမှတ်လိုက်တယ်ဟာကွာဒီအဲ့ဒါအဲ့ဒါတော့ငါတို့မကြိုက်ဘူးကွာအဲ့ဒါတော့ငါမြေသူ့မှာနေ NLD မကတော့ဘယ်ပါတီပဲဖြစ်နေဖြစ်စီ तू ကငါတို့မနှောက်ရှက်မလားမနှောက်ရှက်အေးစင်းနေလားအေးစင်းနေလားအခုဥစားကားနေပြီးတော့ မရင်းလဲကျင့်သေးတယ်အဲ့မရင်းကျင့်တာပေါ်မှာဆိုးလို့ဆိုပြီးတော့ तू ကနေရွေးကောက်ပွဲကိုရွေးကောက်ပွဲကိုနှောက်ရက်ပြပြီးတော့နှောက်ရက်တယ်ဆိုပြီးတော့တရားရုံးတည်ပြီးတော့ထောင်ချလိုက်တယ်ဆိုတော့ပြီးပြီဗောဟာထောင်ခုနှစ်နဲ့ချမှတ်တယ်တဲ့နော်ဒါလေးကသတင်းတစ်ခုအေးမရင်းကျင့်လိုက်လို့တကယ်လို့များတကယ်အဲ့အမျိုးသမီးကနေပြီးတော့ကိုဝင်လေးပါလေးစောင့်လာခဲ့ရင်သွားပြီးတော့အမျိုးရုံမွေးပြီဟုတ်တယ်သတင်းမမှန်တာရောက်လာအဲ့အမျိုးရုံတွေကလေအသားမဲတယ်တဲ့မျက်မှန်ကြီးอืม တက်လာပါအဘမင်းလာပါတက်ထားပါအဘအဘဘာကိုပြောတာမဟုတ်ဘူးအဘကိုပြောတာမဟုတ်ဘူးအဘအဲ့လိုလုံးဆွေးဆွေးကြီးနဲ့လူမျိုးပြောအဘအဲ့လိုအလုံးမျိုးလုံးမှာမဟုတ်ဘူးဟောပတ်စံပေးပြီးပဲလုံးမှာနေဟုတ်တယ်ဘာဘာကြီးကောင်းနေ အော်ဒီကကြတော့ဗျဒီကျွန်တော်တို့ဒီနိုင်ငံဖြတ်ကျော်တဲ့တို့ကြားပြန့်ဒီနိုင်ငံကိုဘယ်လိုလုပ်ဖြတ်ကိုကျော်အောင်ပါလဲလေနဲ့လည်းမဟုတ်ဘဲနဲ့ဘယ်လိုနိုင်ငံကိုလဲတကားလေးထိုးထားတဲ့ခါတကားလေးထိုးထားတယ်နယ်စပ်ကနေဟိုဘက်နိုင်ငံဒီဘက်နိုင်ငံဒီနိုင်ငံဖြတ်ကျော်တာဒါပြောတာဟုတ်ကဲ့ကျွန်တော်တို့ဟိုဒီဘက်နယ်စပ်ကနေဟိုဘက်နယ်စပ်ကိုဖြတ်ကျော်တယ်ဟာဟိုတိအောင်ပြောပါဟုတ်ကဲ့ပါအဲ့လိုမျိုးကျွန်တော်တို့ဒီဘက်နိုင်ငံနဲ့ဟိုဘက်နိုင်ငံဖြတ်ကျော်ပေါ့နော်အဲ့လိုမျိုးလုပ်နေတဲ့ကျွန်တော်နိုင်ငံဖြတ်ကျော်တဲ့ကြားပြန့်ငွေလိမ်လုပ်ငန်းများကိုတဲ့အကျမ်းပါစစ်တပ်ကစနစ်တကျကင်တယ်ပြီးတဲ့စစ်စစ်ရှာဖွေနေတယ်ကျွန်တော်မွန်ပြည်တစ်ပါတီ ကျွန်တော်စစ်အာဏာရှင်တိုက်ဖြတ်ရေးအဖွဲ့အစည်းကိုကျင်းညားပါတယ်ခင်ဗျာဒါခုနကဟိုပဲလောကနဲ့တူတူပဲเนาะဒါဖွင့်ထားလိုက်တဲ့ဟာနဲ့တူတူပဲတရေကအခုလေအခုဟိုမြင်းနှပြားတော့မျိုးမရပြောပြီနောက်ထပ်ညာထွက်လာသေးပြီဟီဟီဟီနဲ့ဒီမှာစာဆောင်ကြီးကိုကြည့်တော့မှတွေ့လာတဲ့ဒီမှာနဲ့ဟိုကွန်ပျူတာတွေတဲ့ဖုန်းတွေတဲ့အဲကွန်ပျူတာနဲ့ဖုန်းတွေကငုံနေတယ်အဲ့မလို့ကျွန်တော်တို့မလုပ်ပါနဲ့ကျွန်တော်တို့မလုပ်ပါနဲ့တကယ်ကြားပြန်လူတွေတော့မဖမ်းမင်းနေတယ်ဒီကျိုးကွန်ပျူတာတွေဘာလို့ဘာလို့ဘာရမှာလဲတဲ့ထနောင်နေပြီအဲ့ကောင်မြင်းနှပြား ကျောင်းမျိုးမျိုးမှာကောင်းကောင်းပညာပေးရတော့မှာဟုတ်ကဲ့ပါပါဟိုဆက်လက်ပြီးတင်းလေးရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဟိုတလောမှာကျွန်တော်တို့ဒီရန်ကုန်မြို့တူနာကွန်းမှာကျွန်တော်လောက်သွားတယ်ကျွန်တော်လူလူဘာလဲပြေဆုံးဝဲပေါ့သူကျောင်းကျောင်းချက်ဖို့အေးအဲ့ဒါအဲ့ဒါလည်းမျိုးမှာပြောပြချင်တယ်အဲ့ဒီဥက္ကရာအီးအခုဘာလို့ပြန်ပြီလဲဆိုတော့သူဟိုအနည်း1000ပေးမယ်ဆိုရင်9000ပဲပေးလိုက်တယ်လေပါအေးအဲ့ဒါဘာကြောင့်ပေးရတာသူကခုမှပဲသိတော့တယ်ဘာဘာဘာဖြစ်လို့လဲသူတို့ကဘာသာမရှိတော့ဘူးဖောက်ခေါက်နေတယ်နော်အဲ့ဒါအဲ့ဒါတင်းလေးကိုကျွန်တော်ဖတ်ပြမယ်မင်းအဲ့ဒီပုံစံတိုင်းဆိုမိတာဟိုတမနာလေးလောက်ချင်သေးတယ် နိုင်လဲနိုင်နေသေးတယ်ဝါမရှိပဲဝီလုံနေတာပေါ့အဲ့လိုဖြစ်နေတယ်အာဘာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံတွင်တဲ့ကျွန်တော်နိုင်ငံတကာယင်းကြီးမှောက်မြုပ်မှောက်ဘယ်လိုလဲဘလို့တော့မဟုတ်ဘူးလို့လေကျွန်တော်အရင်ပြောချင်တော့ဆိုတော့ကျွန်တော်နိုင်ငံတကာယင်းကြီးမြုပ်နှံမှုများတဲ့မရှိတော့ရေးတဲ့လူငယ်အကုန်လုံးနဲ့အခြားတိုင်းပြည်ကိုတွားရောက်ပြီးကျွန်တော်အလုပ်လုပ်နေရတယ်သိရပါတယ်တဲ့အဲ့ဒီပြည်ပရောက်နေတဲ့လူငယ်၅တန်းကြော်ထံမှာနော်လောက်ခလဆာများတဲ့ပြည်တွင်းကိုပြန်လှည့်ပြီးကျွန်တော်ရောက်ရှိလာရေးတဲ့ဘာပြောရမလဲဆိုသူလှုပ်ဆောင်မယ်ပေါ့ ကျွန်တော်ဒီအပြင်ကိုထွက်နေတဲ့လူငယ်တွေရဲ့လစာတွေသူတို့လက်ထဲကိုပြန်နိုင်ငံတွေကိုပြန်ရောက်အောင်လုပ်မယ်လို့သူကြက်ဖို့ပါတီဥက္ကဋ္ဌကြီးကပြောပါတယ်တဲ့ခင်ဗျာဒါတရားဝင်ခတ်ခေါက်လေဖန်တန်းစီပြီးတော့ဟွာရှောက်ပြောနေအရင်မရအဖတ်မရနေရှောက်ပြောနေအခုပဲကြည့်ဟိုအဲ့လိုလုံးမှဆိုရင်ခုနမင်းပြောတယ်ဒီစိုင်းမုတ်လေတိုက်တို့လဲသွားတာကို ရည်မိတယ်ဆိုတော့ဖမ်းစရာအကြောင်းမရှိဘူးလေကွာဟုတ်တယ်လေဟုတ်တယ်ဒီဆိုင်မိုးကဘလို့ဟိုရည်စရာဖြစ်ပြီးတော့မှကြားွားလဲမှမသိတာအဲ့ဒါဆိုရင် तू ဘလို့လင်းနေသားတော်မှလက်တင်မခံတော့ဘူးဆိုင်ဘုတ်ကိုသူမပြောနဲ့စင်ပေါ်မှာပြောွားတာရှိသေးတယ်လေကျွန်တော်ကလုံမှာကျွန်တော်ကလုံမှာကျွန်တော်ကလုံမှာဆိုတာ तू ဒါအောင်လုံမယ်လို့ပြောလာတာမသိပါဘူးနော်ကျွန်တော်နိုင်ငံကြီးတိုးတက်အောင်လုံမှာမဟုတ်ဘူး तू က तू လိုက်ပြီးလူတွေကိုဖမ်းပြီးထောင်ချမှာဒါအောင်လုံမယ်လို့ပြောတာနေပါလိမ့်မယ်နော်အော်ဒါတော့ဟိုရရှိလာတဲ့ဒီနေ့ညနေရဲ့သတင်းလေးပေါ့နော်။ဘာလို့လုံးရင်လည်းတကယ်လုံးမှာနော်။ဘာလို့လုံးလည်းတကယ်လုံးမှာ။သူ့မှာကိုချင်းစာသိမ်းမရှိဘူး။ ူ့ရဲ့ဆရာသမားလိုနေတဲ့အကြီးအကဲတော်မှဒီဝန်ကြီးချုပ် ဥက္ကညိုးတော့မှ तू ကဖမ်းသေးတာပဲကွာဟုတ်ကဲ့ပါဘာလို့အချင်းချင်းတော့ပြန်ဖမ်းသေးတာပဲဟုတ်ကဲ့အဘသင်းလေးအမြန်ဒီနေ့တော့ဒါညနေပိုင်းမှာအဘရဲ့စီးရင်လေးကျွန်တော်ဖတ်ပေးမယ်နော်ငါစီးရင်အချွေးယူတာလေးစီးမှာပါဟရောက်အဲ့စီးရင်စီးရင်မလုံးနဲ့ဟိုတနေ့ကကာရာအိုကေတော့ငါတယောက်တည်းတော့မဟုတ်ဘူးကွာမင်းတို့ပါပါလေကွာအဲ့စီးရင်ကိုတင်ညာမလုံးဘူးလေကွာမင်းတို့ဒီဆရာကတော်တိကွာငါ့ကိုတသက်မဲ့ quine ရှာမှာအမေရိကန်မှာနေပြီမင်းမင်းပြဿနာရှာလေးမဟုတ်လားထင်ရမြင်ရမပြောနဲ့ဘာလို့ပြအဘစီးရင်ဆိုအဘစီးရင်ကတင်စီးရင်ကိုပြောတာပါလေ အဘလည်းသူကလည်းကွာတိစောင်းလားစောစီးရပြောပါလားအဘအဘကဘာလို့မေးတာမို့အဘကကီတီမှာပတ်စံနေအကျွေးကြံတာဘူးမသိဘူးအဘပြောမှသိလားအော်မင်းတို့ဝမ်းမတ်ထားတာလေမင်းတို့လည်းပါတယ်လေအခုပြောမှသေစင်းကိုပြောမှအဘရဲ့နော်အဲ့ဒါကဘယ်နေ့ကသေစင်းလဲဆိုတော့28ရက်ကျွန်တော်17လ2025မနေ့ကတနေ့ရပါဟုတ်ကဲ့ဟုတ်မနေ့ကမနေ့ရပါမနေ့ရပါမကွေးတိုင်းနဲ့ကျွန်တော်မြိုင်မြို့နယ်မှာကျွန်တော်6ဦးတည်တယ်ပြီးရင်ကျွန်တော်စကိုင်းတိုင်းကျွန်တော်မုံရွာမြို့နယ်မှာကျွန်တော်2ဦးတည်တယ် ပြီးကြောင့်မွန်ပြည်နယ်ကျွန်တော်ရေးမျိုးနယ်မှာနှစ်ဦးတည်တယ်ပေါ့နော်။ဟောဒီနေ့ကတော့ဒီ29စက်တလ2025နှစ်မှာတော့ကျွန်တော်စုစုပေါင်းကျွန်တော်9ဦးပဲတည်တယ်ပေါ့။ဟာ9ဦးတည်တယ်။ဟုတ်တယ်ပေါ့။မဆိုးတော့မဆိုးတော့မနေ့ကရာကျော်တည်တယ်။ဟုတ်ကဲ့။ရာကျော်မတာပေါ်သွားတယ်။အခုတော့9ဦးဆိုတော့ဟုတ်9ဦးဆိုတာဟိုဟိုတပတ်ဟိုကပြီးခဲ့တဲ့နှစ်ရက်လောက်ကကျွန်တော်350ဒဏ်ရရတာရှိသေးတယ်။အဲ့ဒဏ်ရရကတည်အောင်မှာ။ဟုတ်ပြီအောင်မှာ။အစင်းလေးလောက်ထားတော့တည်ဖို့ပြင်ပြအောင်။အော်မင်းတို့ကလည်းကွာဒီပုံစံတိုင်းဆိုရင်တက်ချုပ်ကလည်း ူ့လက်ဘင်းကိုကြိုးကွင်းတကွင်းပြီးတကွင်းပြီးစော့ဟမ်ကိုရောက်နေသူ့အမျိုးတွေပြောက်တော့မှာကွာ